မနောက်အိမ်တော်ယောက်ျားနဲ့တဲ့တမီအရင်နဲ့ခိုးပြေးကြတယ်တဲ့အမလည်းရှက်တယ်တဲ့သူတို့နှစ်ယောက်စလုံးကတဲ့လှုပ်ရဲလိုက်တာတဲ့အမလင်ကိုတဲ့ယုံကြည်မှုအပြည့်အဝနဲ့ယုံလိုက်တာအခုသူတို့ကခွေးဆက်ခင်သွားကြတယ်ဆိုပြီးတော့ရင်လည်းဖွေးတဲ့အမတယောက်ရှိတယ်ပေါ့နော်အဲ့တော့ဒီပြိုလေးကိုကြည့်ရှုနေတဲ့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကိုကပထွေးတွေနဲ့နေနေရတဲ့တမီပြိုတွေရှိတယ်ဆိုရင်တော့အဒီအိမ်မှာမနေတာအကောင်းဆုံးပဲဒါပေမဲ့ကျွန်တော်တို့အာကိုရဲ့ဒီမိခင်ကယူထားတဲ့နောက်အိမ်ထောင်ကလူတိုင်းတော့ယောက်ျားတိုင်းတော့မဟုတ်ဘူးဆိုပေမဲ့ တချို့တော့ဒီယောက်ျားတွေတွေးတိုးဆန်းတာတွေရှိပါတယ်အဲဒီအချိန်မှာကျွန်တော်တို့အားလုံးနေနေကကိုယ့်ရဲ့ဒီသိခါတရားဒီကိုကျွန်တော်တို့ပုံချမိလိုက်တာမျိုးမယုံနိုင်လို့ကျွန်တော်တို့ဘဝကိုပေးဆက်လိုက်ရတာမျိုးဖြစ်ကောင်းလဲဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးပုံစံမျိုးကြတော့လုံးဝမဖြစ်သင့်ဘူးပေါ့နော်မဖြစ်သင့်ဘူးဒါကတော့ကျွန်တော်စိတ်ထင်တော့ဒီယောက်ျားလေးဘက်ကပဲစလိမ့်မယ်ဒါပေမဲ့စတဲ့အခါမှာကြားလို့ရှိရင်တော့သမီးဖြစ်တဲ့သူကတော့လက်မခံရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့မတော်မတရားကြည့်ပြီးတော့မှကျွန်တော်တို့ လောကမခွဲနိုင်မခွာရဖြစ်ပြီးတော့မှခိုးပြီးသွားလဲဖြစ်ကောင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဖြစ်ကျွန်တော်တို့အခုလက်ရှိမှာကိုကဒီပထွေးတွေနဲ့နေနေရတဲ့သမီးဖြူတွေရှိတဲ့သူဆိုရင်တော့ဒါလောကဆင်ကျင်တဲ့နဲ့ကျွန်တော်ရုပ်ရှင်တွေဗီဒီယိုဖိုင်တွေဗီဒီယိုကားတွေမှာဆိုလဲဒါအမြဲတမ်းသင်ခန်းစာပေးတဲ့ကားတွေအမြဲတမ်းရိုက်ပြလေးရှိကြတယ်ပေါ့နော်ဒါဟာလောကအတူတူမနေတဲ့နဲ့နေရာတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တအိမ်ထဲမှာရှိနေတယ်ဆိုရင်တော့မိုးလင်းလဲတွေ့မိုးချုပ်လဲတွေ့တဲ့အခါမှာသားသမီးအရင်မဟုတ်တဲ့အခါမှာ အာသူတို့စိတ်တွေကပုံမှန်မဟုတ်ဘူးစိတ်တွေကကျွန်တော်တို့ဒီအကြည့်စာရိတ်တာကောင်းတဲ့စိတ်မျိုးမဟုတ်တဲ့ခါကြပုံမှန်မဟုတ်တဲ့ခါကြလို့ရှိရင်လုံလုံကျူးကျူးတွေစပြီးတော့မှသွားပြီးတော့မှပတ်သက်မိတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒီနေရာမှာကျွန်တော်အားလုံးနေနေကတော့ဒါရှောင်လွှဲလို့ရတဲ့သူတွေရှိတယ်ချို့တော့လုံးဝရှောင်ထွက်လို့မရဘဲနဲ့အနိုင်ကြီးလိုက်တာမျိုးတွေရှိနိုင်ပါတယ်အဲ့ဒါကြောင့်မလို့နောက်နောက်ပေါ့နော်ဒီလိုမျိုးလေးတွေမဖြစ်အောင်ပေါ့အဓိကကတော့ကိုဒီမိန်းကလေးတွေကိုတိုင်ကလည်းကိုနောက်ထပ်အိမ်အောင်အသေးပြုတ်ပြီးဆိုရင်တော့ကိုရဲ့သားသမီးတွေနဲ့ကိုနဲ့ဟာ အတူတူမနေတာအကောင်းဆုံးပဲတမိပြူတွေရှိတယ်ဆိုရင်တော့ဒါတအိမ်ထဲမှာအခုလိုမျိုးကြီးရှိနေရဆိုရင်တော့နည်းနည်းလေးတော့ထိမ့်သိမ့်ရတာခက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးလှုပ်သွားတယ်ဆိုတာကတော့လေဒါတော့မကောင်းဘူးခံရတဲ့သူကတော့ကိုကိုတိုင်လည်းဖြစ်တယ်ကိုရဲ့တမိလည်းဖြစ်တယ်ကိုရဲ့လင်ယောက်ကြားလည်းဖြစ်တယ်ဆိုတော့ဟိုစိတ်ထဲမှာတော့ရှက်လဲရှက်နေမယ်စိတ်လည်းမကောင်းဘူးအမျိုးမျိုးခံစားမှုပေါင်းစုံနဲ့ဖြစ်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အားလုံးနေနဲ့အထူးအရေးအကြီးဆုံးချက်က ဟိုလုံးဝနောက်ဆုံးတော့အိမ်အောင်မပြူတာတော့ပိုကောင်းပါတယ်လို့အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဟိုင်းကြီးပြီးတော့မှတချို့ကအိမ်အောင်ပြူဖို့တောင်စိတ်တွေအကုံသွားပြီဆိုပြီးတော့ပြောတာတွေရှိပါတယ်တကယ်တမ်းတော့မဟုတ်ပါဘူးအဓိကတော့ဘဝမှာကျွန်တော်တေးတေးချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှကျွန်တော်လေးလာပြီးတော့မှအိမ်အောင်ပြူတာကတော့ကောင်းပါတယ်ယနေ့ခေတ်ကတော့အခုချစ်အခုကြိုက်အခုယူကြတာတွေများတယ်အဲ့တော့အဲ့လိုမျိုးတွေများလာတဲ့ခေတ်ကြီးတန်းမှာလူတစ်ယောက်ရဲ့ အခြေစားရတာတွေကိုကျွန်တော်သေချာမလိလာရသေးဘူးကျွန်တော်တော်တော်များများအနေနဲ့သူ့ရဲ့အခြေစားရတာဘလို့ရှိလဲဆိုတာကိုကျွန်တော်သေချာမစစ်ဆေးရတာမျိုးတွေရှိနိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါကျတော့လူတွေဟာတော်တော်များများအခုပဲညာအခုပဲကွဲအခုပဲနောက်တယောက်ထပ်ထားအဲ့တော့လောကကြီးထဲမှာကျွန်တော်ဒီရာကိုထမင်းစားရေတောက်တယ်လို့မျိုးလွယ်လွယ်လေးနဲ့ဖြတ်တန်းနေကြတာများပါတယ်အ အဲ့ဒါကြောင့်မို့လို့ကျွန်တော်အားလုံးအနေနဲ့ကိုကအိမ်တော်တစ်ခုပြုတ်သွားပြီးနောက်ထပ်အိမ်တော်တစ်ခုထပ်ပြီးထူထောင်တော့မယ်ဆိုရင်တောင်မှကျွန်တော်တို့အရန်ကိုစဉ်းစားရပါလိမ့်မယ်ဗျအဲ့တော့အားလုံးအနေနဲ့ကျွန်တော်အခုလိုမျိုးအဖြစ်ဆိုးတွေပေါ့နော်အဖြစ်မျိုးတွေမဖြစ်စေဖို့အတွက်လာပြီးတော့မှသင်ခန်းစာယူသက်စေခြင်းပါတယ်အားလုံးလာပြီးတော့ share link ပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့ဖောက်ပြန်မှုကင်းတဲ့တကယ်ကိုမှချစ်ချင်းနေတဲ့အိမ်တော်ကြီးကောင်းမွန်တဲ့သူတွေနဲ့ဆုံတွေ့ကြပါစေလို့ထပ်ဆစ်ဆုတောင်းပေးပါတယ်ဗျ